ပစ္စည်းခိုးယူသူဟုဆွဆွဲကအမျိုးသမီးတဦးနဲ့အတူပါလာတဲ့ကလေးငယ်အားကျူးလွန်ခဲ့တဲ့ Twitter သူစတိုးဆိုင်ပိုင်ရှင်မဝဝလိုင်းကိုဒီကနေ့သူမရဲ့ဆိုင်ထဲမှာပဲဖန်ဆီးခေါ်ဆောင်သွားခြင်းခံရမင်္ဂလာပါပရိသတ်ကြီးရှင်အဆိုပါဖြစ်စဉ်ဟာလိုင်းတရားမျိုးနယ်ဘိုးချုပ်လမ်းမပေါ်ရှိ Twitter သူအထင်နဲ့စတိုးဆိုင်မှာဖြစ်ပွားခဲ့တာဖြစ်ပြီးမြည်သည်နည်းရက်က ဖြစ်ပွားခဲ့တယ်ဆိုတာကိုတော့အတိမပြုနိုင်သေးဘူးလို့သိရပါတယ် ပြီးခဲ့တဲ့အောက်တိုဘာလ20ရက်ညနေပိုင်းက TikTok လူမှုကွန်ရက်စာမျက်နှာပေါ်မှာစတင်ပြန်လည်လာခဲ့တဲ့ဗီဒီယိုဖိုင်မှာခလေးချီထားတဲ့အမျိုးသမီးတဦးကိုစိုင်းပိုင်ရှင်ဖြစ်သူဟုယူဆရသူအမျိုးသမီးကစာရွက်တွင်းမှာပင်တခိုးဟုပြောဆိုကာရိုက်နှက်ခြင်းကလေးဖြစ်သူအားတွန်းထုတ်ခြင်းနေပူရဲရှိလမ်းဘေးတက်တိုင်းမှာကလေးနဲ့ကလေးချီထားသူ အမျိုးသမီးနှစ်ဦးစလုံးကိုကြိုးချီထားခြင်းစားတီတို့ကို ပြုလုပ်နေသည့်အမြင်ကွင်းများပါဝင်ခဲ့ပါသည် အစိုးပါဗီဒီယိုဖိုင်နူမှုကွန်ရက်ပေါ်မှာပြန့်နှံ့လာခဲ့ပြီးတဲ့နောက်ပစ္စည်းခိုးယူသူဟုဆွဆွေးကောင်အမျိုးသမီးတဦးနဲ့အတူပါလာတဲ့ကလေးငယ်အားချိန်နဲ့နေတဲ့ဆိုင်ပိုင်ရှင်ကိုဒီကနေ့အော်တိုဘာလ22ရက်နေ့နနက်ပိုင်းမှာလှိုင်းတရားမျိုးမရဲစခန်းကလာရောက်ခေါ်ဆောင်သွားတယ်လို့သိရပါတယ်ရှိုင်းနှက်ခံရသူအမျိုးသမီးဟောင်းလှိုင်းသားရမျိုးနယ်မှာနေထိုင်နေခလီးနှစ်ယောက်မိခင်ဖြစ်ပြီးမိသားစုစာဝတ်နေရေးအတွက်တောင်းရန်စားတောင်းနေသူဖြစ်တယ်လို့လေဒေသခံတွေကပြောထားပါတယ် ၎င်းမျိုးသမီးဟောင်းကလေးချီလေးရဲ့ဆိုင်ယံတွင်းရှိပစ္စည်းများအားဝင်ရောက်ကိုယူလေးရှိသည်ကို CCTV မှတ်တမ်းမှတဆင့်ဆိုင်ရှင်ဘက်ကသိရှိထားပြီးထပ်မံလာရောက်ကိုယူချိန်မှာဖမ်းဆီးကာဗီဒီယိုဖိုင်ထဲမှာပါဝင်တဲ့အတိုင်းရိုက်နှိုက်ခဲ့တာဖြစ်တယ်လို့လည်းဖြစ်စဉ်မှာလိုက်ပါကူညီဆောင်ရွက်နေသူကပြောပြထားပါသည်။ဝင်ခိုးတာကတော့ဟုတ်ပါတယ်။ကြီးကြီးမားမားတော့ခိုးတာမဟုတ်ဘူး။အဝတ်တို့လွယ်အိတ်တို့ဝင်ခိုးတာပေါ့။ တစ်ခါနှစ်ခါသုံးခါဆိုလို့လေဆိုင်ရှင်ကလည်းစိတ်တူတာပေါ့ဒါပေမဲ့ဖြည့်ရှင်တဲ့ပုံလွဲသွားတော့ဆိုင်ရှင်အမားဖြစ်သွားတာပါဟု၎င်းကဆက်လက်ပြောကြားထားပါတယ်ချိန်နဲ့နေတဲ့ဆိုင်ပိုင်ရှင်ကို လူမှုကွန်ရက်သုံးဆွေးသူများကဝေဖန်ခဲ့ကြတာလည်းဖြစ်ပါတယ်တကယ်လို့ပစ္စည်းခိုးတယ်ဆိုရင်တော့ခိုးတဲ့အမျိုးသမီးကိုရိုက်တာဘာမှမပြောလို့ဘူးဒါပေမဲ့ကလေးကိုပါလောက်တာကတော့လွန်နေဦးစုကလူမှုကွန်ရက်သုံးဆွဲသူတအူးကမျက်ချက်ရေးသားထားပါရီ ဖြစ်စဉ်နဲ့ပတ်သက်ပြီးဆိုင်ရှင်နဲ့နှိစက်တဲ့လိုက်တရားမျိုးကန်တဦးကလည်းသူပစ္စည်းအကိုခံရတော့စိတ်တူသွားတယ်ဆိုပေမဲ့သူကစိတ်ရင်းကောင်းနေဆိုတာကျမသိတယ်။ဒါပေမဲ့ဗီဒီယိုထဲမှာဆိုရင်ကလေးကိုဝန်ထမ်းကိုယူထားခိုင်းသေးတယ်လေ။ဒါပေမဲ့ဟိုမျိုးသမီးကကလေးကိုမပေးဘူး။အဲ့ဒီတော့ကြိုးတုပ်တဲ့အချိန်မှာခလေးပါပါသွားတော့ဆိုင်ရှင်မကောင်းဖြစ်သွားတာပေါ့ဟုပြောကြားထားတာလည်းဖြစ်ပါတယ်။နောက်ထပ်လိုက်သားရဒေတာကန်တူကလည်း လိုင်တရာဒါကလိုင်တရာသားတွေလိုင်တရာမှာဆိုင်ဖွင့်နေသူတွေပဲတည်ပါတယ်တကယ်လိုင်တရာသားစစ်စစ်တွေကဒီကိစ္စကိုဝင်မပြောကြပါဘူးလို့ပြောဆိုထားတာလေးဖြစ်ပါတယ်လက်ရှိမှာတော့ပစ္စည်းခိုးမှုကျူးလွန်သူနဲ့ရိုက်နှက်သူအောင်ဘယ်လိုအရေးယူဆောင်ရွက်မယ်ဆိုတာကိုအပြည်သူများကစိတ်ဝင်တဆာစောင့်ကြည့်နေကြတာလေးဖြစ်ပါတယ်